မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အီဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ယူကရိန်းကိုအမေရိကန်တစ္ဆာဖောက်လိမ့်မယ်လို့မခွန်းကတီးပေးခဲ့တဲ့အကြောင်းဒွန်ဘတ်ဒေသကနေယူကရိန်းတပ်တွေမဆုတ်ခွာဘူးဆိုရင်အင်အားသုံးပြီးတော့တိမ့်မယ်လို့ပူတင်က ပြောဆိုခဲ့တာနဲ့ဒေါ်နယ်ထရန့်ငြိမ်းချမ်းရေးအင်စတီကျူမှာဒီအာဂွန်ကိုနဲ့ရဝမ်ဒါတို့လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် မာဆုံးတင်ဆက်ပေးမှာကတော့ယူကရိန်းကိုအမေရိကန်တစ်ဆောက်ဖောက်လိမ့်မယ်လို့မက်ခွန်ကသတိပေးခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။နေမီကိစ္စမှာအမေရိကန်က ယူကရိန်းကိုတစ်ဆောက်ဖောက်လိမ့်မယ်လို့ပြင်သစ်သမ္မတမက်ခွန်ကသတိပေးခဲ့တဲ့အကြောင်းဂျာမနီမဂ္ဂဇင်းကဖော်ပြထားပါတယ်။ဒီဇင်ဘာလတရနေ့ကဥရောပခေါင်းဆောင်တွေရဲ့ဖုံးပြောဆိုမှုမှတ်တမ်းကိုကိုးကားပြီးအခုလိုဖွင့်ချလိုက်တာပဲဖြစ်ပါတယ်။ဒီမှတ်တမ်းမှာလုံခြုံရေးအာမခံချက်ရှင်းရှင်းလင်းလင်းမပါဘဲနေမီကိစ္စမှာအမေရိကန်ကယူကရိန်းကိုတစ်ဆောက်ဖောက်မဲ့အလားအလာရှိတယ်လို့ မခွန်းကယူကရိန်းသမ္မတဇယ်လန်စကီကိုပြောကြားခဲ့ကြောင်းပါရှိပါတယ်။ဂျာမနီဝန်ကြီးချုပ်မတ်စ်ကလည်းအမေရိကန်ဟာဥရောပရောယူကရိန်းနဲ့ပါကစားနေတာဖြစ်တယ်လို့သတိထားဖို့လိုကြောင်းသတိပေးခဲ့တာတွေ့ရပါတယ်။သမ္မတဒေါ်နယ်ထရန့်ရဲ့ကိုယ်စားလှယ်တွေမော်စကိုကိုတွားရောက်ဆွေးနွေးတာကိုရွေပြီးအခုလိုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဖင်လန်သမ္မတနဲ့နေတိုအတွင်းမှူးချုပ်တို့လည်းယူကရိန်းကိုအမေရိကန်လက်ထဲပဲပြစ်မှတ်ထားတယ်လို့စိုးရင်တကြီးပြောဆိုခဲ့ကြပါတယ်။ ဒါစပီကာမဂဇင်းကဆိုပါဖုံးပြောဆိုမှုမှာပါဝင်သူတော်တော်များများကိုမေးမြန်းခဲ့ရမှာဆွေးနွေးမှုအမှန်တကယ်ဖြစ်ပွားခဲ့ကြောင်းအတည်ပြုခဲ့ကြပါတယ်ပါဝင်သူနှုတ်ကဆိုရင်အဲ့ဒီပြောကြားချက်တွေဟာအတိအကျမှန်ကန်ကြောင်းထောက်ခံပြောဆိုခဲ့တယ်လို့ဆိုထားပါတယ်သမရဇယ်လန်စကီရဲ့ပြောရေးဆိုခွင့်ရှိသူနဲ့ဝန်ကြီးချုပ်မတ်ဆက်ရုံးဖွဲ့ကတော့ဒီကိစ္စပေါ်မှတ်ချက်ပေးဖို့ညှင်းဆိုခဲ့ပါတယ်ပြင်သစ်သမရယုံကတော့မခွန်းပြောခဲ့တဲ့ဆိုတဲ့စကားရက်တွေပေါ်အငင်းပွားကန့်ကွက်ထားပြီးတော့ 印度对欧洲用了没切比武人数上，达斯皮格卡破表了。咱们文章中莫斯科、乌克兰的能源股果然熄灭亚马皮比，俄罗斯、巴西、穆里奥、乌克兰的东西部带涨破表了。看呀，我们的合作是印度在能源领域。 не связано с текущей конъюнктурой, с политической конъюнктурой сегодняшнего дня. Даже с နောက်ထပ်တင်ဆက်ပေးမှာကတော့ Donbas ဒေသကနေယူကရိန်းတပ်တွေမစုတ်ခွာဘူးဆိုရင်အင်အားသုံးသိမ်းဆည်းမယ်လို့ပူတင်ကပြောဆိုခဲ့တဲ့ကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ Donbas ဒေသကနေတပ်များစုတ်ခွာဖို့ဒါမှမဟုတ်မစုတ်ခွာဘူးဆိုရင်အင်အားသုံးသိမ်းပိုက်မှာဖြစ်ကြောင်းရုရှားသမ္မတပူတင်ကပြောကြားခဲ့ပါတယ်။ ူတင်ကယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ရေးအတွက်ညှိနှိုင်းပေးမှုတွေကိုပယ်ချထားပြီးအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ယူကရိန်းတပ်တွေဒွန်ဘတ်ဒေသကနေထွက်ရပါမယ်။ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့အင်အားသုံးသိမ်းပတ်ရမှာပါလို့ပူတင်ကအိန္ဒိယတူဒီနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တာဖြစ်ပါတယ်။ရုရှားကဒွန်ဘတ်ဒေသရဲ့85ရာခိုင်နှုန်းကိုထိန်းချုပ်ထားတယ်လို့လည်းသူကဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီးသူကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုရပူတင်ဟာ စစ်ပွဲကိုရက်ချင်တဲ့အကြောင်းပြောဆိုထားပြီးတဲ့နောက်ပူတင်ရဲ့မှတ်ချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့နိုင်ငံပိုင်ဒေသတွေကိုလက်လွတ်ရမယ့်ကိစ္စကိုညှင်းဆိုထားတာတွေ့ရပါတယ်။လက်ရှိအချိန်မှာတော့ရုရှားဟာအမေရိကန်နဲ့ဆွေးနွေးထားတဲ့ကိစ္စအကြောင်းပြန်ဖို့ကိုစောင့်ဆိုင်းနေတဲ့အကြောင်းရုရှားသမ္မတရောကပြောဆိုထားပါတယ်။အမေရိကန်ရဲ့ညှဉ်းပန်းရေးစီစဉ်မှာဒွန်ဘတ်ဒေသကိုရုရှားကိုလွှဲပေးဖို့အဆိုပြုထားပြီးမော်စကိုတွစ်ဆုံမှုမှာဝေကော့အဖွဲ့ကပြင်ဆင်ထားတဲ့အစီအစဉ်ကိုဖော်ပြခဲ့ပါတယ်။ ဗူရီယာအိန္ဒိယနိုင်ငံဒေလီမြို့ကိုအလဲပတ်မလာခင်အိန္ဒိယတူဒေးနဲ့အင်တာဗျူးမှာအမေရိကန်ထူးကိုယ်စားလှယ်ဖွဲ့နဲ့ဆွေးနွေးခဲ့ခြင်းကပြင်ဆင်ထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုမတွေ့ရဘူးလို့လည်းဖြေကြားထားတာတွေ့ရပါတယ်။အမေရိကန်ကအဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်မှာအချို့အစိတ်ပိုင်းတွေကိုရုရှားကသဘောမတူဘူးလို့လည်းပူတင်ကပြောထားပါတယ်။ဒါပေမဲ့ဘယ်ချက်တွေဖြစ်တယ်ဆိုတော့ရှင်းရှင်းလင်းလင်းပြောတာမျိုးမရှိခဲ့ပါဘူး။ငြိမ်းချမ်းရဖို့ရုရှားအချိန်ဆွဲနေတာက ယူကရိန်းနယ်မြေတွေပိုပြီးသိမ်းပန်းအောင်ဖြစ်တယ်လို့ယူကရိန်းကထပ်ပြီးပြောကြားထားပါတယ်။ရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလကယူကရိန်းကိုကျူးကျော်စစ်ဆင်နဲခဲ့ပြီးလက်ရှိအချိန်မှာယူကရိန်းနယ်မြေ20ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကရုရှားတပ်တွေဟာယူကရိန်းအရှေ့တောင်ဘက်ကိုတဖြည်းဖြည်းတိုးချဲ့လာပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ Donald Trump ညဉ့်ဉင်း Institute မှာ DR Congo နဲ့ Rwanda လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းပဲ Trump ဆိုရဟာ American ညဉ့်ဉင်း Institute ကို Donald J Trump ညဉ့်ဉင်း Institute လို့ပြောင်းလဲမှတ်ခေါ်ခဲ့ပါတယ်။နောက်တစ်ရက်ကြာဒီဇင်ဘာလ4ရက်နေ့မှာ DR Congo နဲ့ Rwanda နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ညဉ့်ဉင်းရေးလက်မှတ်ရေးထိုးပွဲကို Trump ဦးဆောင်ပြီးတော့အဲ့ဒီအဖွဲ့အစအုံမှာကျင်းပခဲ့ပါတယ်။ဒီဖွဲ့စည်းကိုဘသူထိန်းချုပ်ခွင့်ရှိသလဲဆိုတာနဲ့ပတ်သက်ပြီး တရားရုံးမှာပြန်လည်ငင်းပွားမှုတွေဖြစ်ပေါ်နေချိန်မှာပဲအခုလိုနာမည်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။အမေရိကန်သမိုင်းမှာအကြီးအကျယ်ဆုံးသဘောတူညီမှုဖန်တီးပေးနိုင်သူကိုထင်ဟပ်စေဖို့အမည်ပြောင်းလဲခဲ့တာလို့နိုင်ငံသားရေးဝန်ကြီးဌာနကဆိုထားပါတယ်။လက်ရှိအချိန်မှာတော့ဝန်ထမ်းတွေလှုပ်ထုတ်ခံထားရပြီးအဆောက်အုံကိုအစိုးရကထိန်းချုပ်ထားတဲ့အခြေအနေ ဖြစ်ပါတယ်။ဝါရှင်တန်မှာလက်မှတ်ရေးထိုးဝဲလုပ်နေချိန်မြေပြင်မှာတော့တိုက်ပွဲတွေပြင်းထန်နေစေ ဖြစ်ပါတယ်။အထူးသဖြင့်ရဝန္ဒါက ကြောထောက်နောက်ခံပေးထားတယ်လို့စွပ်စွဲခံထားရတဲ့ M23 သဘုံဖွဲ့ဟာမကြသေးခင်ကပဲဂိုမာနဲ့ဘူကာဘူးလိုမဟာဗျူဟာကျတဲ့မျိုးကြီးတွေကိုသိမ်းပိုက်ထားပါတယ်ဒီစာချုပ်လက်မှတ်ရေးထုတ်ွက်မှာ M23 အဖွဲ့ကိုယ်တိုင်မပါဝင်တာကြောင့်တကယ်လက်တွေမှာတိုက်ပွဲတွေရပ်တန့်သွားဖို့မလွယ်ကူဘူးလို့လည်းသုံးသပ်မှုတွေကရှိနေပါတယ်သမ္မတထရန့်ကတော့ဒီသဘောတူညီချက်ဟာအမေရိကန်ကုမ္ပဏီတွေအတွက်ဒေတာတွင်းက ရှားပါးတပ်ထုတွေတူးပေါ်ခွင့်ရစေမဲ့ခွင့်လန်းတစ်ခုလို့ပြောထားပါဗျ။ဒေသခံတွေကတော့ဒီစာချုပ်ဟာစီးပွားရေးအကျိုးမြတ်ကိုပဲဦးစားပေးပြီးနှစ်ပေါင်း30ကျော်ပြည်ပခောက်ကိုအမှန်တကယ်ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့ဝေဖန်နေကြပါတယ်ခင်ဗျာ။ killing each other and now they're going to spend a lot of time oh. ောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့တရုတ်ကဗင်နီဇွဲလားအချုပ်ချာအာဏာကိုထောက်ခံတယ်လို့မာဒူရိုကပြောဆိုခဲ့တယ်။အမေရိကန်ရဲ့တင်မမှုတွေမြင့်တက်နေချိန်မှာတရုတ်နိုင်ငံကဗင်နီဇွဲလားရဲ့အချုပ်ချာအာဏာပိုင်ဆိုင်ခွင့်ကိုထောက်ခံအားပေးနေတယ်လို့သမ္မတနီကိုလက်မာဒူရိုကပြောကြားလိုက်တာပဲဖြစ်ပါတယ်။ဒီဇင်ဘာလ၄ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ရေဒီယိုအစီအစဉ်မှာမာဒူရိုကအခုလိုမှတ်ချက်ပေးခဲ့တာပဲဖြစ်ပါတယ်။လက်နက်ကိုင်တပ်ပွဲဝင်ရမယ်ဆိုရင်တော့ဒါဟာငြိမ်းချမ်းရေး အချုပ်ချာအာဏာတဲ့မိခင်မျိုးအတွက်တိုက်ပွဲဝင်တာဖြစ်လိမ့်မယ်လို့မာဒူရိုကပြောပါတယ်။ဗင်နီဇွဲလားနိုင်ငံအနေနဲ့အချုပ်ချာအာဏာကျင့်သုံးခွင့်နဲ့ငြိမ်းချမ်းခွင့်ရှိတာကိုပေကျင်းကလူသိရှင်ကြားထောက်ခံထားတယ်လို့လည်းသူကဆိုပါတယ်။အမေရိကန်ပြည်ထောင်စုကကာရီဘီယံနဲ့ပစိဖိတ်ဒေသတွေမှာစီးရေးလှုပ်ရှားမှုတွေအရှိန်မြင့်တင်နေကြ යි ။မာဒူရိုကအခုလိုတုံ့ပြန်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။စက်တမလာဆောပိုင်းကစပြီးအမေရိကန်တပ်ဖွဲ့တွေကမူရစ်စေဝါမှောင်ခိုလေးလို့ယူဆရတဲ့ရေရင်တွေကို အနည်းဆုံး22ကြိမ်တိုက်ခိုက်ခဲ့ရမှာလူ80ကျော်သေဆုံးခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရန့်ဟာမာဒူရိုအစိုးရပေါ်ဖိအားပေးမှုတွေတိုးမြင့်နေပြီးမာဒူရိုကမူရစ်စေဝါရောင်းဝယ်ဖောက်ကွာမှုတွေကို ခွင့်ပြုပေးနေတယ်လို့ဝါရှင်တန်ကဆွဆွဲထားပါတယ်။ဗင်နီဇွဲလားကောင်းဆောင်မာဒူရိုကတော့ဒီဆွဆွဲချက်တွေကိုအကြိမ်ကြိမ်ညှင်းဆို့ထားပါလိမ့်ခင်ဗျာ။အပလောစအပလောစအပလော ောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့အမေရိကန်ပြည်ထောင်စုမှာဘာသာတရားပြန်ထွန်းကားပြီလို့ထရန့်ကကြွေးကြော်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ USA မှာဘာသာတရားပြန်ထွန်းကားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြွေးကြော်လိုက်ပါတယ်။ရာစုနှစ်ချီတတန်းရှိတဲ့နိုင်ငံလုံးဆိုင်ရာခရစ်စမတ်တစ်ပင်မီးထွန်းညှိပွဲကိုဒီဇင်ဘာလ၄ရက်နေ့ကသမ္မတနဲ့ဇနီးတို့ဥဆောင်ကျင်းပခဲ့တာပါ။၃၅ပြည်အမင်းရှိတဲ့ဒီထင်းရှုံးပင်ကိုတော့ဗာဂျီးနီးယားပြည်နယ်ကျော့ဝါရှင်တန်နဲ့ ဂျက်ဖာဆင်မျိုးသားတိတော်ကနေတဲဆောင်လာတာပဲဖြစ်ပါတယ်။အခမ်းအနားမှာသမရကတော်မဲလာနီယာထရန့်ကမီးခလုတ်ကိုနှစ်ပြီးခရစ်စမတ်တပင်ကို ထွန်းညှိပေးခဲ့ပါတယ်။သမရထရန့်ကတော့ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို ကိုးကားပြီးဒီပွဲရဲ့ဘာသာရေးအနှစ်သာရကိုအလေးပေးပြောကြားခဲ့ပါတယ်။ဒီခရစ်စမတ်တပင်ကိုဇန်နဝါရီလ10ရက်နေ့ထိအများပြည်သူ လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီးနေ့စဉ်ညနေပိုင်းကနေည7:00နာရီဝန်းကျင်ထိ

ဥရောပစီမာမေးအဖွဲ့ဖြစ်တဲ့မျောအတလက်တိတ် စာချုပ်ဖွဲ့နေတုဟာသူ့ဖွဲ့ဝင်နိုင်ငံတွေရဲ့နေမေတွေကိုကောက်ွယ်ဖို့စီရေးနဲ့စီရေးမှုတဲ့နေပြူဟာနှမျိုးစလုံးပေါင်းဆက်ပါဝင်နေတဲ့ hybrid chain ချောက်မှုတွေတိုးလာနေတာကိုတုံ့ပြန်ဖို့အသင့်ဖြစ်နေရမယ်လို့နေတုမာမေးအဖွဲ့ရဲ့ထိတ်တဲစီဦးစီးချုပ် Greenish Kevich ကဒီဇင်ဘာလ၄ရက်နေ့မှာပြောဆိုထားပါတယ် hybrid chain ချောက်မှုတွေထဲမှာရန်သူလုံခြုံရေးကိုထိခိုက်စေဖို့ဒီဇိုင်းထုတ်ထားတဲ့စီရေးအပြင် စီးပွားရေးနိုင်ငံရေးနည်းပညာအစသဖြင့်နီလန်းမျိုးစုံပါဝင်နေတာကိုရည်ညွှန်းတာဖြစ်ပြီးပုံမှန်အားဖြင့်စိုက်ဘာတိုက်ခတ်မှုတွေသတင်းအမှားတွေဖြန့်ဝေတာတဲ့ပြင်အဓိကအခြေခံအဆောက်အုံတွေကိုဖျက်ဆီးတာနဲ့ဒရုန်းတွေဒါမှမဟုတ်ပုံမှန်မှုတ်တဲ့လက်နက်ကိုင်အဖွဲ့တွေကိုအသုံးပြုခြင်းတွေပါဝင်တာဖြစ်ပါတယ်။ကမ္ဘာတော်မှာရှိတဲ့ကျွန်တော်တို့ရဲ့စန့်ကျင်ဘက်အဖွဲ့တွေကပိုပြီးညှိနှိုင်းပေါင်းစည်းလာနေတဲ့အခြေအနေတွေကြောင့်ယူရိုအတ္တလန္တိဒေသကိုအတက်နိုင်ဆုံးခိုင်မာအောင်ပြုလုပ်ခြင်းနဲ့ မြောက်ပိုင်းအာတိတ်ဒေသမှာ ကျုပ်တို့ရဲ့ကာဝေးရေးအနေအထားကို ပုံမောအားကောင်းအောင်ဆောင်ရွက်ခြင်းကအရင်အရေးကြီးပါတယ်လို့လည်းပြောဆိုထားပါတယ်။ဒီလမ်းမျိုးစုံ ပေါင်းဆက်ပါဝင်တဲ့ hybrid ချင်းချောက်မှုတွေကတကယ်ပြဿနာတရက်ဖြစ်ပြီးဒါတွေပိုဖြစ်လာတော့မယ်လို့ခန့်မှန်းထားတဲ့ကြောင်း NATO ရဲ့ဥရောပမဟာမိတ်တပ်မှုချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ American Leader ဗိုလ်ချုပ်ကြီးကဘယ်ဂျီယံနိုင်ငံမွန်းမြို့ပြည်မှာရှိတဲ့မဟာမိတ်တပ်တွေရဲ့စစ်ဌာနချုပ်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ ရောဘတ်မှာမကြသေးခင်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတချို့မှာပေါ်ဆမှုဖြစ်ပြီးတချို့မှာရွယ်ချက်ရှိလုံဆောင်ခြင်းဖြစ်တဲ့ကြောင်း Green Cavish ကပြောဆိုထားပါတယ်။ Hybrid ချင်းကြောင်းမှုဖြစ်ရပ်တွေနဲ့နောက်ွယ်မှာဘယ်သူတွေရှိနေသလဲဆိုတော့ပြောဖို့အရေးကြီးကြောင်းနဲ့အဲ့ဒီဖြစ်ရပ်တွေကအချို့ရဲ့နောက်ွယ်မှာရုရှားနိုင်ငံရှိနေတာကိုမာမေးအဖွဲ့ကသိရှိထားကြောင်းလည်းသူကပြောဆိုခဲ့ပါတယ်။ရုရှားကတော့နောက်နိုင်ငံတွေကိုထိခိုက်စေတဲ့ drone ဖြစ်ရပ်တွေနဲ့ စိုက်ဘာတိုက်ခတ်မှုတွေရဲ့နောက်ကွယ်မှာရှိနေတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုမကြာခဏညင်းဆုံလေးရှိပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးမှာကတော့နမကြီး Eurovision ပြိုင်ပွဲမှာအစ္စရေးပါဝင်မှုကြောင့်ဥရောပ၄နိုင်ငံကသပိတ်မှောက်မယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံး Eurovision တချင်းဆိုပြိုင်ပွဲမှာအစ္စရေးကိုပေါင်ခွင့်ပေးလိုက်တာကြောင့် စပိန်နယ်သာလန်ဆလိုဗေးနီးယားနဲ့အာလန်နိုင်ငံတို့ကသပိန်မှောက်မယ်ဆိုပြီးအတည်ပြုခဲ့ပါတယ်။အစ္စရေးရဲ့ဘောဝင်ရှင်မြန်ကွင်းနဲ့ပတ်သက်ပြီးမဲခွဲဆုံးဖြတ်ရမှာလဲမမြတောက်ဘူးလို့ဆွဆဲချက်တွေအရအခုလိုမျိုးနှုတ်ထွက်ဖို့အတွက်ကြေညာခဲ့တာဖြစ်ပါတယ်။ဂါဇာစစ်ပွဲကြောင့်အစ္စရေးကိုပြန်ခွဲကနေဖယ်ထုတ်ပေးဖို့ရာသပိန်မှောက်၄နိုင်ငံနဲ့အခြားပြန်ခွဲဝင်အများပြားပါတောင်းဆိုထားပါတယ်။အဲဒီနောက်အိုင်ယာလန်နိုင်ငံရဲ့အစိုးရပိုင်းရုဒ္ဒလိုင်း ဂါဇာမှာကြောက်မက်ဖွယ်အသက်ဆုံးရှုံးမှုတွေနဲ့လူသားချင်းစာနာအကြက်တွဲတွေ ဖြစ်ပေါ်နေပါတယ်။အရသာပြည်သူတွေရဲ့အသက်အန္တရာယ်ကိုပါဆက်ပြီးရှိနေစေတဲ့အတွက်ရှင်ပြန်ခွင့်ပေးရတာဟာလုံးဝမသင့်တော်ပါဘူးဆိုပြီးထုတ်ပြန်ထားပါတယ်။နှစ်စဉ်လူပေါင်း350ကျော်ကြည့်ရှုလေးရှိတဲ့ Eurovision မှာကြီးငါးကြီးပါဝင်ပြီးဒါဟာစပိန်ပြင်သစ်ဂျာမနီအီတလီနဲ့ဗြိတိန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ Eurovision ရဲ့ director ဖြစ်သူ မာတင်ဂရင်းကတော့တချင်းဆိုပြန်ပွဲကိုနိုင်ငံရေးစက်ကုံဖြစ်အသုံးမချသင့်တယ်လို့ဗမလိုက်တဲ့ဂျာနေမှုကိုလည်းဆက်လက်ထိန်းသိမ်းထားရမှာဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်။အခုလိုမျိုးအစ္စရေးနိုင်ငံအနေနဲ့ပါဝင်ခွင့်ရလာမဲ့ဆုံးဖြတ်ချက်ကိုသမ္မတအိုက်ဆက်ဟာဇော့စ်ကချီးကျူးခဲ့တဲ့အပြင်ကမ္ဘာစင်မြင့်တိုင်းမှာကိုစားပြုခွင့်ရဖို့ထိုက်တန်ပါတယ်လို့မှတ်ချက်ပေးထားပါတယ်။တကယ်လို့အစ္စရေးသာဖယ်ရှားခံရရင် သူတို့လည်းနှုတ်ထွက်မယ်ဆိုပြီးချိန်ချောက်ထားတဲ့ဂျာမနီကတော့ဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ပါတယ်။ ဒါဥရောပရုပ်သံလွှင့်တမက EBU ကနေစီစဉ်ကျင်းပတဲ့နိုင်ငံတကာဂီတပွဲတော်တစ်ခုဖြစ်ပြီးစီမီဖိုင်နယ်နှစ်ပွဲနဲ့နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကိုဓာတ်ရိုက်ထုတ်လင်းလေးရှိပါတယ်။အဲဒီမှာပြိုင်ပွဲဝင်မဲ့နိုင်ငံတစ်ခုချင်းစီရဲ့အစိုးရရုပ်သံဌာနကမူရင်းတချင်းအသင်းနဲ့တီးဆိုဖျော်ဖြေမဲ့သူကိုရွေးချယ်ပေးရပါတယ်။ Eurovision မှာအနိုင်ရရှိသူကမိုက်ခရိုဖုန်းပုံစံဖန်သားစုတစိမ့်နဲ့ကိုစားပြုရာနိုင်ငံဟာအင်ရှင်ဖြစ်လက်ခံကျင်းပွဲကို ပိုင်ဆိုင်နာမှာပဲဖြစ်ပါတယ်။2026ခုနှစ်အတွက်ဩစတြေးလျနိုင်ငံကအရှင်ဖြစ်လာခဲ့ပြီးယဉ်ကျေးမှုနဲ့အတူခီးသွွားလုပ်ငန်းကိုပါမြင့်တင်နိုင်မဲ့အခွင့်အရေးလည်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်အီဇတ်ပါ